အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အမတော်မြန်နဲ့တိုက်ဆက်များယခုလက်တလောကြုံတွေ့ရမည့်အကြောင်းအရာများပဲဖြစ်ပါတယ်အမတော်မြန်နဲ့ပထမဆက်တွေဟာအခုလက်တလောမှာစိတ်အတက်ကြအမြန်နေမယ်တခါတလေကိစ္စရက်တွေကကိုမျောလင့်ထားသလိုဖြစ်မလာတတ်ဘူးရတာမလို့လိုတာမရဖြစ်နေမယ်တော်သားအရန်ကြီးပြီးအထိမခံတတ်သလိုတခါတလေလဲတိခံပြီးငြိမ်သက်နေတတ်တယ် ကိုစိတ်ကိုဘယ်သူမှနားမလဲတတ်တယ်လို့မိမိကိုယ်တိုင်လည်းနားမလဲဖြစ်နေလိမ့်မယ်။အဲ့ဒီတော့လက်နိုးတာမျိုးခြောက်ချားတယ်လို့ယခုရက်ပိုင်းမကြခဏခံစားနေရမယ်။ဖျားတရားများများလုပ်ပြီးပါ။ဘဝမှာဘသူကိုမှမယုံပါနဲ့။ကိုကိုကိုချစ်ပါ။အများကအမနာကြီးတဲ့ထင်ကြပေမဲ့တနာကျင်နာတက်ပြီးအပေးကန်းလှူဒန်းလုပ်နေရရင်ကျင်နဲ့ပျော်ရှင်တဲ့လူစားမျိုးပါ အမဲသားဝတ်သားရှောင်းပါအဆောင်အဖြစ်အစိမ်းအောင်လက်ပတ် အဝါရွေးချယ်နိုင်ပါတယ်နှလုံးအသက်ရှူမွတာမျိုးဖြစ်နိုင်ခြင်းများနေပါတယ်အာယုံကြောကိုလည်းဂရုစိုက်ပေးပါနားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုကျေးမှခြင်းနဲ့ပြည့်စုံပါစေဘုဒ္ဓရာဇာများကိုအဆက်မပြတ်တိစက်မှဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်